မင်္ဂလာပါခင်ဗျရှန်ကုန်ခေတ္တကနေဒီနေ့လည်းကိသတင်းတွေကိုတင်ဆက်ပေးပါမယ်အကြက်ဖက်မဲ့အောင်လားသူနဲ့သူမိသားစုစီဖို့ EBS လေရင်ကိုပြည်သူဗန်နာရီနဲ့အပြတ်ဝင်လိုက်ပြီမဲ့နိုင်ငံပိုင် MNA လေချောင်းလိုက်ကအမေရိကန် GE ကမ္ပဏီကနေငှားရမ်းထားတဲ့လေရင်တွေအတွက်တော့ငှားရမ်းကမပေးနိုင်လို့လေရင်တွေပြန်အသိခံနေရတယ်ဆိုပါလေမန္တလေးတိုင်းမေတီလာမြို့နယ်မှာ PDF တပ်ဖွဲ့တွေဖမ်းဆီးစစ်ဆေးနေတယ်ဆိုတဲ့စစ်ကောင်စီလက်အောက်ခံရန်ကုန်အဝေးတင်တက်တူ တတဗီရဌာနကကတိကဒေါ်ဝင်းဝင်းအောင်ဆိုသူဟာဖန်စီခံရတာမဟုတ်ပဲအရခတတော်အေးအေးနဲ့ပူပေါင်းသွားတာဆိုပြီးစစ်ကောင်စီကိုယ်တိုင်ထုတ်ပြန်လာတဲ့သတင်းပါဝင်ဒီကနေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုဘရာဇိုတင်ဆက်ပေးခြင်းတဲ့သတင်းကတော့အချက်ဖတ်မဲအွန်လိုင်းကသူနဲ့သူ့မိသားစုစီးဖို့ Airbus လေယာဉ်ကို ပြည်သူဘန်နာရီနဲ့အပြက်ဝယ်လိုက်ပြီမြေ နိုင်ငံပိုင် MNA လေချောင်းလိုင်းကအမေရိကန်ကြီးကမ္ဘာကနေငှားရမ်းထားတဲ့လေရင်တွေအတွက်တော့ငှားရမ်းကမပေးနိုင်လို့လေရင်တွေပြန်အသိမ်းခံရတယ်လို့မြန်မာလေချောင်းလိုင်းတည်ရင်းမြစ်ကိုတိုင်ကရန်ကုန်ခေတ်တိကိုပြောထားပါတယ်အဲ့ဒီအမေရိကန်ကြီးကမ္ဘာကနေ NND အစိုးရလက်ထက်မှာနိုင်ငံတော်အဆင့်အနေနဲ့လေရင်6စီးကိုအစိုးရချင်းသဘောတူညီချက်နဲ့အတူငှားရမ်းပေးခဲ့တယ်လို့အရသာအစိုးရလက်ထက်ကငှားရမ်းကားတွေကိုလည်းပုံမှန်ပေးဆောင်တဲ့အတွက်ယုံကြည်မှုရခဲ့ပြီမဲ့စစ်ကောင်စီကသူတို့အာဏာသိမ်းလိုက်တဲ့အချိန်ကစပြီး အဲ့ဒီလင်းငှိုင်းရင်ကားတွေကိုမပေးတော့ပဲအကြိမ်ကြိမ်ရွှေ့ဆိုင်နေတဲ့အတွက်ကမ်နီဘက်ကစကောက်စီကိုအယုံကြည်မရှိတော့ပဲငှားရန်ထားတဲ့လင်းရင်တွေကိုတမရက်ပြေးတာနဲ့ပြန်လဲသိမ်းယူနေရမှာအခုဆိုရင် Boeing 737လေယာဉ်6စီးတက်ကလက်ကျန်ဒဇီးပဲရှိတော့တယ်လို့မြမလေကြောင်းလိုင်းသတင်းရင်းမြစ်ကိုတိုင်ကရှင်းပြထားပါတယ်တစ်ဖက်မှာတော့အကျက်ဖက်မင်းအွန်လိုင်းဟာသူနဲ့သူ့မိသားစုစီးဖို့ Airbus လေယာဉ်ကိုပြည်သူဘန်နာရီနဲ့အပြတ်ဝဲလိုက်ပြီမဲ့တစ်ဖက်ကနိုင်ငံပိုင် MNA လေကြောင်းလိုင်းမှာတော့ အမေရိကန် GE ကမ္ဘာကနေငှားရမ်းထားတဲ့လေယာဉ်တွေအတွက်ငှားရမ်းကမပေးနိုင်ပဲရက်တွေအကြိမ်ကြိမ်ရွှေ့ဆိုင်နေတာကြောင့်လေယာဉ်တွေပြန်အသိမ်းခံနေရတယ်လို့တစ်ဖက်မှာလည်းလက်ရှိမဲအွန်လိုင်းတို့စစ်ကောင်စီကိုလေယာဉ်ငှားရမ်းမဲ့နိုင်ငံမရှိတဲ့လောက်နဲလာတဲ့အတွက်တပ်တန်းလုံးလေယာဉ်တွေကိုသာ MNA လေကြောင်းလိုင်းကငှားရမ်းအသုံးပြုနေရတဲ့အခြေအနေဖြစ်နေပြီလို့လည်းမြန်မာလေကြောင်းလိုင်းသတင်းရင်းမြစ်ကရန်ကုန်ခေတ္တကိုပြောထားပါလိမ့်ခင်ဗျတစ်ဖက်မှာတော့မန္တလေးတိုင်းမြစ်ထီလာမြို့နယ်မှာ ပီဒီအက်တက်ဖို့ဒီဖန်စီစစ်စင်းနေတယ်ဆိုတဲ့စစ်ကောင်စီလက်အောက်ခံရန်ကုန်အဝေးတင်တက်သူတတဗေဒဌာနကကတိကဒေါ်ဝင်းဝင်းအောင်ဆိုသူဟာဖန်စီခံရတာမဟုတ်ပဲအရခတတော်အေးအေးနဲ့ပူပေါင်းသွားတာဆိုပြီးစစ်ကောင်စီကိုယ်တိုင်တင်းထုတ်ပြန်လာပါတယ်စစ်ကောင်စီရဲ့ထုတ်ပြန်ချက်ထဲမှာတော့ဖြစ်စဉ်နဲ့ပတ်သက်ပြီးအဲ့ဒီသူတို့စစ်တပ်လက်အောက်ခံရန်ကုန်အဝေးတင်တက်သူတတဗေဒဌာနရဲ့ကတိကဒေါ်ဝင်းဝင်းအောင်ဆိုသူကရခိုင်လူမျိုးဖြစ်တဲ့အကြောင်းနဲ့ဘယ်နေ့ဘယ်နေရာမှာဘယ်သူကနေတဆင့်ချိတ်ဆက်ပြီးအေးအေးနဲ့ပူပေါင်းသွားတယ်ဆိုပြီးတော့ကိုပြန်လဲအပုတ်ချထုတ်ပြန်ပြောဆိုထားတာပဲဖြစ်ပါတယ် တစ်ဖက်မှာတော့ဒေါ်လိုင်းအားစုတွေဘက်ကအဲ့ဒီစစ်ကောင်စီလောက်ခန့်ရန်ကုန်ဝေးတင်တက်ကတူကတိကဆရာမဒေါ်ဝင်းဝင်းအောင်ဆိုသူကိုမိတီလာတက်နေဘက်မှာဖမ်းဆီးရမိထားပြီးဆက်လက်စစ်ဆေးမှုတွေလှုပ်ဆောင်နေတယ်လို့အဲ့ဒီဆရာမရဲ့ယောက်ျားဖြစ်သူဟာလဲစစ်ကောင်စီရဲ့ရန်နေရာတွေလေပတ်အောင်လှုပ်ပေးနေတဲ့မန္တလေးနိုင်ငံသားဘာသာတက်ကတူကတိကဥအောင်ဆန်းဆိုသူဖြစ်တဲ့အကြောင်းကိုပါစစ်ဆေးမေးမြန်းချက်အရတိထားရတယ်လို့မြင်းညာခိုင်အမှတ်၄၀တရင်းကနေထုတ်ပြန်ထားပါသေးတယ်။ဒါပေမဲ့တစ်ဖက်ကအကြမ်းဖက်စစ်ကောင်စီကတော့ သူတို့စစ်တလောင်းခန့်အနေနဲ့လုပ်ပေးခဲ့တယ်အဲ့ဒီရန်ကုန်အဝေးတင်တက္ကသိုလ်အထက်ဆရာမဒေါ်ဝင်းဝင်းအောင်ဆိုသူကို PDF တက်ဖော်တွေကဖန်ဆီးစစ်ဆေးနေတယ်ဆိုတာဟာမမှန်ကန်ပဲအဲ့ဒီဆရာမဟာစစ်တွေမြို့မှာမွေးဖွားခဲ့တယ်ရခိုင်လူမျိုးဖြစ်တယ်ဆိုတဲ့အကြောင်းကစပြီးလက်ရှိအဲ့ဒီဆရာမဟာအရကတတော် A နဲ့ပူးပေါင်းသွားတယ်ဆိုပြီးတော့ကိုစစ်ကောင်စီကိုယ်တိုင်ကပြန်ပြီးတည်င်းထုတ်ပြန်လာတာပဲဖြစ်ပါတယ်ခင်ဗျတဖက်မှာတော့ ကင်ပြည်နယ်ကအာရှလမ်းမစစ်စင်ရေးအတွင်းအပုတ်ခံထားရတဲ့စစ်ကောင်စီတပ်သားတွေအနေနဲ့လက်တဆုပ်စာအကြမ်းဖက်စစ်ဗိုလ်ချုပ်ဂျီဒွေရဲ့အကျိုးစီးပွားကိုမကောက်ွယ်ပဲဒေါ်လိုင်းတတွေစီမှာအမြန်ဆုံးအလင်းဝင်ကြဖို့ GNL ကဖိတ်ခေါ်ထားပါတယ်ဒီလိုဖိတ်ခေါ်ချက်ကိုတော့မေလ10ရက်နေ့ကပဲ GNL ကနေတရဝင်ထုတ်ပြန်ထားတာဖြစ်ပါတယ်လက်ရှိကင်ပြည်နယ်ကအာရှလမ်းမစစ်စင်ရေးအတွင်းအပုတ်ခံထားရတဲ့အောင်စရာစစ်ကြောင်းကစစ်ကောင်စီတပ်သားတွေအနေနဲ့ ဒေါ်လာရေးပူပေါင်းတက်တွေရဲ့ချေမှုတုတ်တင်မှု မခံရခင်ရောက်တဲ့နေရာကနေနီးစပ်ရာဒေါ်လာရေးတက်တွေနဲ့ချိတ်ဆက်ပြီးအမြန်ဆုံးအလင်းဝင်ကြဖို့ KNL ကဖိတ်ခေါ်ချက် ထုတ်ပြန်ထားပါတယ်။လက်ရှိမြန်မာနိုင်ငံမှာတိုင်းပြည်နဲ့ပြည်သူအတွက်မဟုတ်ပဲလက်ထဆုပ်စာဗိုလ်ချုပ်တွေရဲ့အကျိုးစီးပွားတွေကိုကာကွယ်ဖို့ရှေ့ဒဏ်တွေအပုတ်ခံထားရတဲ့စစ်သားတွေအနေနဲ့ကိုယ့်ရဲ့တက်ကိုအလဟတ်မဖြစ်စေပဲကိုမိသားစုနဲ့ကောင်းကောင်းမွန်မွန်ပြန်ဆုံဖို့အတွက် ရှေ့တန်းမှာရှိတဲ့နိဇယာတော်လိုင်းတက်တွေနဲ့အမြန်ဆုံးဆက်သွယ်ပြီးအလင်းဝင်ရောက်ကြဖို့ KNL ဘက်ကဖိတ်ခေါ်ချက်ထုတ်ထားပါတယ်ခင်ဗျာတဖက်မှာတော့စကိုင်းနိုင်ငံတပရင်မြို့နယ်မှာအဂျပန်စကောင်စီလောက်ကံပြူစော်တီတူဟာလက်နက်ပါယူချလာပြီးတော်လိုင်းတက်တွေစီမှာအလင်းဝင်ရောက်လာပြန်တယ်လို့ကောင်းကင်အဖွဲ့ရဲ့တာဝန်ခံကရန်ကုန်ခေတ္တကိုပြောပါတယ်ဖြစ်စဉ်ကတော့မေလ17ရက်နေ့ကပဲတပရင်မြို့နယ်ထဲမှာရှိတဲ့စစ်ကောင်စီလောက်ကံပြူစော်တီတူဟာ ။လူကန်ဆောင်နဲ့လက်လက်ခဲရဲနဲ့အတူတော်လိုင်းရေးတပ်တွေစီမှအလင်းဝင်ရောက်ခြင်းနဲ့အကြောင်း local mobile တင့်အဖွဲ့ကိုဆက်သွယ်လာတဲ့အတွက်တော်လိုင်းရေးတပ်တွေကလက်ခံကြိုးစိုးပေးခဲ့တယ်ဆိုပါတယ်။လက်ရှိမှာစစ်ကောင်စီတပ်တွေဟာနေမြေတစ်ခုခုကိုဝင်မယ်ဆိုရင်သူတို့ကိုယ်တိုင်နေမြေမကျွမ်းကျင်တဲ့အတွက်သူတို့လက်အောက်ခံနေမြေကန်ပူစော့ထီတွေကိုသာအားကိုးနေရတာဖြစ်ပြီးတစ်ဖက်မှာလည်းအဲ့ဒီနေမြေကန်ပူစော့ထီတွေထဲမှာအခုလိုစစ်ကောင်စီတပ်နဲ့မပူးပေါင်းကျင်တော့တဲ့သူတွေလည်းအမြောက်များရှိနေတဲ့အကြောင်းကိုပြောပြထားသေးတယ်လို့ကောင်းကင်အဖွဲ့ရဲ့တာဝန်ခံကပြောထားပါတယ်ခင်ဗျာ။ ဖက်မှာတော့ရှမ်းပြည်နယ်တောင်ပိုင်းရောင်ရွှေမြို့နယ်စွန်ဆွဲကျေးရွာကိုစစ်ကြောင်းထိုးလာပြန်တယ်။အချက်ဖက်စစ်ကောင်စီတပ်ကိုတော်လိုင်းပူပေါင်းတပ်တွေကကြားဖြတ်တက်ခိုက်မှုအတွင်းစစ်ကောင်စီဘက်ကအထိနာသွားပြီ။သူတို့ရဲ့ drone နှစ်စီးကိုပါပစ်ချနိုင်ခဲ့ပြီတဲ့နော်။ရှေ့ဆက်မတိုးရတော့တဲ့စစ်ကောင်စီတပ်နဲ့စစ်တလောက်ခံ PNO တပ်တွေကပြည်သူပိုင်းနဲ့အိမ်တွေကိုအကြောင်းမဲ့မိရှုဖြက်စီးသွားပြန်တယ်လို့ဖေကုံ PDF တပ်ဖွဲ့ကထုတ်ပြန်ထားပါတယ်။ဖြစ်စဉ်ကတော့မေလ6ရက်နေ့ကပဲအချက်ဖက်စစ်ကောင်စီတပ်နဲ့စစ်တလောက်ခံ PNO အဖွဲ့တွေက ညောင်ရွှေမြို့နယ်စွန့်ဆွဲကြေးရွာဘက်ကိုအင်အား200ဝန်းကျင်လောက်နဲ့စစ်ကြောင်းထိုးလာပြန်တယ်ဆိုပါတယ်။အဲ့ဒီစစ်ကြောင်းကိုဒေါ်လိုင်းပူပေါင်းတပ်တွေကကြားဖြတ်တက်ခတ်ရမှာစစ်ကောင်စီဘက်ကအထိနာပြီးသူတို့ရဲ့ drone စီးကိုပါပစ်ချနိုင်ခဲ့ပြီးတဲ့နောက်ရှေ့ဆက်မတိုးရဲတော့တဲ့စစ်ကောင်စီတပ်နဲ့စစ်တပ်လောက်ခံ PNO တပ်တွေကပြည်သူပိုင်းနေအင်တွေကိုအကြောင်းမဲ့မိရှုဖြက်စီးသွားပြန်တယ်လို့ဖေကုံ PDF တပ်ဖွဲ့ကထုတ်ပြန်ထားပါတယ်ခင်ဗျာ။ တဖက်မှာတော့မန္တလေးတိုင်းကမြင်းကျန်မြို့ပေါ်မှာပြည်သူတွေကိုအနိုင်ကျင့်စစ်ဆင်ငွေတောင်းနေတဲ့အချက်ဖက်စကောင်စီလောက်ခံရင်တိန်ရဲတွေကိုဒေါ်လာရေးတက်တွေကမိုင်းခွဲတက်ခိုက်မှုအတွေ့ရဲတဦးပြင်းထန်တန်ရာရသွားပြီးမတ်ပေမရှင်နဲ့ပဲစေယုံကိုအသေးအတန်တည်သွားကြတယ်လို့မြင်းကျန်ဘလက်တိုက်ကတပ်ဖွဲ့ခေါင်းဆောင်ဘူမိုက်ခဲကရန်ကုန်ခေတ်တွေကိုပြောပါတယ်ဖြစ်စဉ်ကတော့မေလ10နေ့ကပဲမြင်းကျန်မြို့ပေါ်ကားကြီးခွင်းမြောက်ဘက်မှာပြည်သူတွေကိုအနိုင်ကျင့်စစ်ဆင်ငွေတောင်းနေတဲ့အချက်ဖက်စကောင်စီလောက်ခံရင်တိန်ရဲတွေကို ်မြန်မာဘလတ်တိုက်ကတပ်ဖွဲ့ကအသင့်ထောင်ထားတဲ့မိုင်း၃လုံးနဲ့ဖောက်ခွဲဖို့လှုပ်ထားပြီးမြေပြည်သူတွေရှိနေတဲ့အတွက်မိုင်း၃လုံးကိုသာဖောက်ခွဲတိုက်ခတ်ခဲ့တယ်ဆိုပါလေအဲဒီလိုတိုက်ခိုက်မှုအတွင်းရင်ဒိန်းရဲတအူးကတော့နေရမာတင်ပစ်လဲပြီးမသိမရှင်းဖြစ်နေတဲ့ပြင်းထန်ဒဏ်ရာတွေနဲ့ပဲဈေးရုံကိုအသေးအတန်တည်သွားကြတယ်လို့မြန်မာဘလတ်တိုက်ကတပ်ဖွဲ့ခေါင်းဆောင်ဘူမိုက်ခဲကပြောထားပါလိမ့်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရအောင်ခစ်တက်ကနေဒီကနေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငယ်ပါ